ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာလမ်ဘီနီစူပါဝိုက်ပြန်ပွဲရဲ့တက်တမမြောက်တွဲဆိုင်ဖြစ်မြန်မာဖိုင်တာလေးကျော်စာဝင်းပွဲထိုးခဲ့ပါတယ်ကျော်စာဝင်းအားပရိသတ်တွေမျှော်လင့်နေတဲ့အတိုင်းနိုင်ပွဲနဲ့တူတာထွက်လာပါခဲ့ဖြစ်ပါတယ်ခင်ဗျာအထူးပြုပြီးပြောရမယ်ဆိုရင်နိုမာလာထဲမှာပွဲထိုးခဲ့တဲ့ဖက်ဒက်ရှင်ကဖိုင်တာတွေထဲမှာကျော်စာဝင်းကနိုင်ပွဲရရှိတဲ့ပထမဆုံးကစားသမားလည်းဖြစ်သွားခဲ့ပါတယ်ခင်ဗျာသူရဲ့ရှေ့မှာ159 37ပြောင်းမှာပွဲထိုးခဲ့တဲ့ နာခော့အီကိုအစူဘီယံတော့လုံးရှုံးခဲ့ပါတယ်ပြီးတော့မယ်ရီရှိခဲ့တယ်စတက်ဖက်လည်းရှိခဲ့တယ်သူနှစ်ယောက်လည်းအမှတ်တွေနဲ့အရင်းနေခဲ့တယ်ခင်ဗျဒီတော့ကျော်စော်ဝင်းဟာဖက်ဒက်ဂျင်ကနေနော်မာလာထဲမှာပွဲထိုးခွင့်ရတဲ့ဖိုင်တာတွေထဲမှာပထမဆုံးနိုင်ပွဲရရှိတဲ့ဖိုင်တာဖြစ်သွားခဲ့ပါတယ်အခုဆက်ပြီးတော့ပွဲထိုးရှိနေတဲ့ Y2K နဲ့မြန်မာဖိုင်တာလာဝင်းတို့ရဲ့ပွဲမှာ Y2K သာအနိုင်ရှိခဲ့မယ်ဆိုရင် ဝိုင်းတုကီကလည်းဖဲတဲ့ချင်းအတွက်နိုမာလာထဲမှာနိုင်မွေးရယူပေးနိုင်တဲ့ဖိုက်တာဖြစ်မှတ်တမ်းဝင်သွားတော့မှာဖြစ်ပါတယ်ခင်ဗျာကျော်တော်မင်းဟာပွဲအစကတည်းကဖိုင်းဖိုက်တာလေးပတ်တောင်ဆိုင်ကိုအစည်းအနေထားနဲ့ထိုးနိုင်ခဲ့ပါတယ်ခင်ဗျာပတ်တောင်ဆိုင်ကရှေကန်ချက်အနေငယ်ပြစ်လွတ်တာလွဲရင်ကျော်တော်မင်းကိုထိထိရောက်မထိုးနိုင်ခဲ့ပါဘူးဒါပေမဲ့နှစ်ယောက်ရှင်းရှင်းပြီးတော့ပူးထိုးတဲ့အချိန်မှာပတ်တောင်ဆိုင်ရဲ့လက်သိကျတောင်ချက်အနေငယ်ထိမှန်သွားတဲ့အတွက်ကျော်တော်ဝင်းမျက်ခုံးတော့ကွဲသွားခဲ့ပါတယ်ပထမပွဲကြည့်ပြီးမှ ဲ့ဒါလေးကိုကြော်စားဝင်စိတ်ကူတာမှုခံလို့ရတယ်ခင်ဗျဒါပေမဲ့ပထမပွဲကြီးတစ်ခုလုံးကိုအနစ်ချုပ်ပြီးသုံးသပ်လိုက်မယ်ဆိုရင်ကြော်စားဝင်ကပဲလက်သီးတွဲလုံးတွေထိချက်မှန်ခဲ့တယ်ခြေကန်ချက်တွေထိမှန်တာတွေအရန်ကိုကန်ချက်ကောင်းခဲ့တယ်ခင်ဗျဒါကြောင့်ပထမပွဲကြီးမှာကြော်စားဝင်ဟာအမှတ်အနေထားအရအစည်းအနေထားကိုရရှိနေခဲ့တယ်ဒုတိယပွဲကြီးကိုရောက်တော့လေကြော်စားဝင်ကပဲပွဲကိုစိုးမိုးထားခဲ့တယ်ခင်ဗျပတ်တောင်ဆိုင်ကတစ်ချက်တလေပြန်ထိုးတာကလွဲရင်ခန်စစ်တက်တက်အောက်စီးတက်တက်အနေထားကိုရောက်သွားခဲ့တယ် ်ကျော်တော်ဝင်းကလက်သီးချက်တွေရှေကန်ချက်တွေဇက်တိုက်ပြစ်လို့လာတော့နောက်ဆုံးမှာပတ်ကောင်ဆိုင်နောက်တောင်းကြသွားခဲ့တယ်နောက်တောင်းကြသွားတော့ကျိုးဝမ်းထိုင်လို့ရအမှတ်စင်ရေတွက်တယ်အမှတ်စင်ရေတွက်လိုက်တော့ပတ်ကောင်ဆိုင်ပြန်ထလာတယ်ဒီတော့ပွဲဆက်ထိုးတယ်အဲ့လိုပွဲဆက်ထိုးတဲ့အချိန်မှာလေကျော်တော်ဝင်းကပဲလုံးဝကိုအသာစီအနေထားရောက်သွားပြီးတော့ပတ်ကောင်ဆိုင်ကိုရှေကန်ချက်တွေဒုတိုက်ချက်တွေလက်သီးတွဲလုံးနဲ့ပြစ်လွတ်ပြီးတော့အမောက်သိမ့်ပြလိုက်တယ်ဒီချိန်မှာတော့ပတ်ကောင်ဆိုင်ပြန်မထနိုင်တော့တဲ့အတွက်ကျော်စွာဝင်းကအလဲထုတ်ရလနဲ့အတူ ဒါထွက်လှပသွားခဲ့ပါတယ်။ကျော်တော်ဝင်းဟာသူ့ရဲ့နာမည်ကိုမိတ်ဆက်တဲ့အချိန်မှာမြမရိုးရလက္ခဏာကိုခံရေးပြပြီးတော့ကျိုးဝိုင်းစင်မီထက်ကိုတက်လာခဲ့သလိုပွဲအပြီးပါလေကရင်လွယ်အိတ်ကိုဝတ်ဆင်ပြီးတော့အောင်ပွဲခံသွားခဲ့ပါတယ်ခင်ဗျာ။ကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။